မင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲက Iron Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်ကံပါယာရက်ွက်58လမ်းအရှိဘက် မြက်ကန်လေးလမ်းသွဲမှာရှိတဲ့ရက်ွက်ထရစာတင်ချောင်းအနီးမှာရှိနေတဲ့ပတ်လတ်မြေကို73စီအယောင်ဆိုင်ဖြစ်ဖွေလင်းဖို့ပြုလုပ်နေတဲ့အပေါ်ဒေတာခန့်တွေကမကျေနပ်တဲ့အတွက်ဆန္ဒထုတ်ဖို့ခဲ့တဲ့သတင်းရုပ်သံပါခင်ဗျရှုစားပါဦးဝိနာကြီးဝချောပါဦးဒီလိုရဲလို့ဟောရဲလို့ကြောင်းဝဲစောပေါ်ရဲကြောင်းရဲကြောင်းရဲကြောင်းဝဲစောပေါ်ရဲကြောင်းရဲကြောင်းရဲအာရရက်ွက်မနော်ရီလန်းတောင်ဘက်58လမ်းတာဝါတိုင်းကြီးအနီးမှာရှိတဲ့ဒီနေတွေဟာ ရက်ွက်အခြေပြမြေပုံတွင်းမှာတရေဝင်ပြထားတဲ့ပြည်သူပိုင်ပါလန့်မြေတွေဖြစ်ပါတယ်ဒီပါလန့်မြေတွေကိုပထမဦးဆုံးပထမဦးဆုံးလွဲသုံးစားလုပ်ပြီးကျူးလွန်တဲ့သူကကျွန်တော်တို့ဦးညီညီဝင်းလို့ခေါ်ပါတယ်အဲ့တော့မနစ်2014တည်းကကျွန်တော်တို့ပါလန့်မြေလွဲသုံးစားလုပ်တဲ့ဦးညီညီဝင်းဟိုနားမှာငပြောတော်ကြီးဆိုင်အစော်ဦးကြီးဆောက်ခြံခတ်အိမ်နာမကတ်ပြီးတော့လောက်ဆောင်ထားတဲ့ကိစ္စကိုကျွန်တော်တို့စားတယ်အလီလီတင်တယ် အရေးယူဆောင်ရွက်ပေးခြင်းမရှိပါဘူး။ရင်းသာရှင်းလင်းပွဲတွေအလီလီလုပ်တယ်။အရေးယူဆောင်ရွက်ပေးခြင်းမရှိပါဘူး။လာတဲ့ဝေပေါ်ကတူနာပြည်သူရဲ့ပေါ်ကတူတရားဥပဒေစိုးမိုးရဲ့တရားဥပဒေစိုးမိုးရဲ့တရားဥပဒေစိုးမိုးရဲ့ပလန်တဲ့လွတ်တော်မှာစောက်တူနာ ပါလေမေလွဲတော်သားလောက်သူသားအဲတော့တော့ကြားထဲမှာဒီနေရာကိုအစိုးရပိုင်းမြေမကျူးကျော်အောင်ဆိုပြီးတော့ချိတ်ပက်ပြီးလာသိမ်းဆီးသွားတော့လည်းပဲကျူးလွန်တဲ့ဦးညီညီဝင်းကိုယနေ့အထိအရေးယူခြင်းမရှိလွန်ကျင်းခွင့်ရနေပါတယ်အဲ့တော့ပထမကျူးလွန်တဲ့ဦးညီညီဝင်းကို အရေးယူခြင်းမရှိပဲအပြစ်ပေးခြင်းမရှိပဲစစ်ဆဲစစ်ဆဲလို့ပေါ်ပေါက်တဲ့ဦးညီညီဝင်းကိုယ်တိုင်ဝန်ခံပါတယ် ဲ့လိုဝေခန္ဓာကိုအေးအေးယူပြပေးခြင်းမရှိဘဲနဲ့ဒီနေ့လွန်ကျင်းခွင့်ရနေတဲ့အပြင်အခုလက်ရှိမျက်မြင်ဒီပြည်သူ့ဝန်ပါလက်မြေတွေပေါ်မှာပဲဟာဒီမှာ73စီအယောင်ဆိုင်ဖွင့်ဖို့လာပြီးစာဦးစောင်းနေတာဒီ73စီအယောင်ဆိုင်ဖွင့်ဖို့စာဦးစောင်းနေတဲ့သူကဦးအောင်နိုင်ဦးလို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ဒီလိုပါလက်မြေပေါ်မှာပထမကျူးလွန်ရဲသုံးသားလုပ်တဲ့ဦးညီညီဝင်းလိုလူမျိုးပေါ်ပေါက်တော်လဲပဲအေးအေးယူဆောင်ရွက်ခြင်းမရှိပဲယနေ့ ပြည်သူပိုင်ပါလက်မျိုးမှာနောက်ထပ်73ဒီရောင်းဆိုင်ဖွင့်ဖို့ကြိုးစားနေခြင်းဟာဒါဟာတရားဥပဒေစိုးမိုးရေးကိုအကျင့်ပြစီပင်ဝင်နှန်းနေတရားဥပဒေစိုးမိုးရေးကိုစိုက်ခေါ်နေတာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းတော့ဇန်နဝါရီလ9ရက်နေ့တုန်းကမာတာအဖွဲ့နဲ့88 ပွလင်းအဖွဲ့တို့ဥဆောင်ပြီးတော့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ22ရက်နေ့ကလက်ဗရောင်းတောင်မှာတနက်နေ့ပြစ်ခတ်ခံရတဲ့ဥမိုင်းနဲ့နဲ့ဥကြွမြင့်သိန်းတို့ကိုတွားရောက်ပြီးတော့အလှူငွေပေးအပ်ပြီးတော့အားပေးစကားပြောကြားခဲ့တဲ့သတင်းရုပ်သံလေးပါခင်ဗျာ။ နတ်တန်ကြီးအရင်ကတည်းကကျွန်တော်သိမှချလို့ပြောတာပါ။ဒါကောင်းလို့ဒီလိုကောင်းနေတာပါ။အဲ့ဒီမှာလေ။ဒါပကတိပြီးသွားပြီ။အဲ့ဒီမှာဖောက်တာဒီချက်လေးပါ။အဲ့ဒီလိုတော့မသိနေနေနှစ်နာရီကျတော့မှကျွန်တော်ပြေးပါကြည့်တာတော့မနေ့ကညနေပြီးတော့ညနေကတော့ကြည့်နေတော့20နှစ်နေနေမနေ့ပိုင်းကနေကြည့်နေအဲဒီနှစ်နာရီလောက်ပဲကျွန်တော်သားအင်မကြီးရနေမှုကျွန်တော်လိုက်သွားတယ် လိုက်တော်နေတဲ့နေတဲ့အချိန်မှာပဲတစ်ဖက်နဲ့တစ်ဖက်ဒီဒေတာကလည်းရင်းနေပါအတိုက်ခံဘယ်လိုပြစ်ခံနေတာတွေ့မြင်နေရဟိုကနောက်နောက်နောက်ကျောဘက်ကဒီလိုကြီးတော့အဲ့ဒါတော့ပြောမှာပေါ့ဆက်စီကိုဖောက်ဝေတဲ့လို့သာပါသတ်သူနဲ့လို့သာပါပါပါတင်ရလို့တော့ပါဆရာတို့ကိုလည်းသူပြစ်ခံရတယ်ခုကတော့ဆရာတို့ပြစ်တဲ့စီကတော့ပါပါဆရာတို့ပြစ်တယ်အဲ့ဒါကျွန်တော်မှ ညာဘက်လက်ကိုထိမှန်သွားတာဖြစ်တယ်။အဲ့လိုထိမှန်မှုရတယ်ရဲတွေကဖြစ်မတတ်ခနဲ့တဲ့ပြစ်မှာပါညာအမိန်ပေးခြင်းကြောကြောညာခြင်းမရှိဘဲနဲ့ပြစ်ကတာဆိုကြတော့ကျွန်တော်ကလက်ထိသွားတယ်။အခုလိုလက်ထိသွားရတယ်လို့ကျွန်တော်ဒါတောင်းလို့စားတယ်လို့ပြောတော့တော်တော်လေးလောက်ကန်စားတော့နိုင်မှာမဟုတ်ပါဘူး။ရှိတဲ့ညီလေးတွေကလည်းချန်ပီယံကတ်တဲ့ထဲမှာပါသွားတယ်ကြတော့လောက်စားနေရလည်းမရှိပါဘူး။ဒါကြောင့်တောင်းသမားတွေအနေနဲ့နိုင်ငံတော်သမ္မတအရေးဥပဒေ ဒီဥသာတွေကိုလည်းများများပြန်လဲဖြည့်ရှင်းပြပါလို့တောင်းဆိုရရဲ့ပူဇာကျွန်တော်ပြောချင်ပါတယ်အခုတိဆက်ပေးမဲ့တင်ရတော့မန္တလေးတိုင်းဒေသကြီးတရေဦးမြို့နယ်ကြောက်ကန်ကျေးရွာရှိကြောက်ကန်ဖို့ဖြိုရေရေကန်ကိုခြံစည်းရိုးခတ်ပြီးတော့စိုက်ပျိုးနေတဲ့အတွက်အဲ့ဒီဒေသခံ200လောက်ဟာတောက်တုံးရေအခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးစိုက်ပျိုးရေးအတွက်လည်းရေအခက်ခဲတွေကြုံတွေ့နေရတဲ့အကြောင်းရင်ဖွင့်ထားတဲ့သတင်းရုပ်သံလေးပါခင်ဗျာ။ ဟိုအကုန်လုံးဆုံးရှုံးသွားမှာပေါ့နော်။နောင်လာနောင်သွားသမီးရအကတွေ့ကျွန်တော်တို့ဒီကန်ကြီးကိုအဲ့လိုပုံမှန်ကုန်နဲ့တထည့်လက်ထဲမှာရောင်းဝယ်လိုက်မယ်ဖိုးပြလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဝါမှာရေခက်ခဲတွေတည်းအများကြီးရှိတယ်။အောက်မှာလည်းကျွန်တော်တို့လေစောင်းတွေရှိပါတယ်။အောက်မှာအကုန်လုံးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ပုံမှန်ခုံကိုပြန်ရုပ်သိမ်းရေးဆိုပြီးတော့ကျွန်တော်တို့ကလုပ်တာပါ ဒီသတင်းတော့တော့လေယာမြေအငင်းပွားမှုကိစ္စတရဖြစ်ရှင်းရမှာမြို့နယ်အမိတ်ကိုမနာခံလို့ဆိုပြီးတော့ကမန်တောင်ကြီးရွာကြီးရွာသားတွေရွေးချယ်တင်မြောက်တာတဲ့ကြီးရွာအုပ်ချုပ်ရေးမှုကိုအိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှုကဖျောက်ချလိုက်တဲ့အပေါ်မကျေနပ်တဲ့အတွက်ကမန်တောင်ကြီးရွာသူကြီးရွာသားတွေကအိမ်မဲမြို့မှာဇန်နဝါရီလ2ရက်နေ့ကဆန္ဒထုတ်ပေါ်ခဲ့တဲ့သတင်းရုပ်သံလေးပါခင်ဗျာလောက်ရှိလောက်ရှိလောက်ရှိ နေရာမြေကိစ္စနဲ့ပတ်သက်ရင်ဟောကျွန်တော်တို့အဆွေမှုကိုအပြုတ်ခါတာကျွန်တော်ဟောတော့နေရာမြေကိစ္စနဲ့ပတ်သက်ရင်ဟောကိုယ်ဘက်လည်းမနာအောင်ဒီဘက်လည်းမနာအောင်မျက်မျက်တတကြောစားရင်သားမခွဲကြပဲနဲ့သူကတယောက်တဝက်ညချင်းခွဲဝေထားတယ်အဲကိုယ်ဘက်ကတော့မကျင်တော့လို့မြို့နယ်အုပ်ချုပ်ရေးမှုစီမှာအယူခံတယ်အယူခံတော့မြို့နယ်အုပ်ချုပ်မှုကပါလဲကိုယ်ဘက်ကိုအကုန်လုံးဖိချလိုက်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်အုပ်ချုပ်မှုကိုပြောတယ်အုပ်ချုပ်မှုလေကိုယ်ဘက်ကပုံချတယ် ဖက်တိုင်းမင်းမချနိုင်စို့အဲအောက်ချုံမှုကတော့နားမဆုံးပဲနဲ့သူကပေါ့မနာကြပဲနဲ့သူကတင်လို့ကျွန်တော်ဘက်မှာသူကပေါ့ဒီကချင်းလောက်တဲ့တော့ကျွန်တော်ပြုတ်ကားအဲဒါကြောင့်မလို့ကျွန်တော်ကတော့မချနိုင်တော့ဘူးဆန္ဒလက်ချက်ဖြစ်နေတယ်သတ်မှတ်ထားတဲ့နေရာမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ကဒီဟာကိုခုနတားတယ်တားမြစ်ပြီးပြီးကိုတို့ဆက်လုံနေပါတယ်ဒါကြောင့်ကျွန်တော်တို့ကခုချိန်အားသာပြီဒီခွင့်ပြုမိန်ကို ဒီကိုလာပြို့ထုတ်ပေးထားတဲ့ဒီအမှတ်900ထုတ်ပေးထားတဲ့ဖွင့်ပြမယ်ကိုကျွန်တော်ရုပ်သိမ်းကြောင်းပြင်ရပါတယ်ဘယ်လိုကြောက်ရုပ်သိမ်းပါလဲဗျာဒီပြင်မဲ့ဒီသတ်မှတ်ထားတဲ့စီကန်းတွေကိုမလိုက်နိုင်တဲ့ဥပဒေအရကျွန်တော်ကဟုတ်တယ်ပြင်ရပါတယ်အရှင်းပြပြောလိုက်ပါကျွန်တော်တို့ကတော့ပြပါခဏပြောပြီးတော့ခဏပြောလို့ခါမဟုတ်ကျွန်တော်တို့ပြောမယ်ရှင်းပြပြောလိုက်ပါဘယ်လိုအဲစီကန်းကျဲတိုင်းဝင်ဦးကျွန်တော်လာပြီးဟိုဟာဒါနဲ့မင်းဆယ်တယ်ထွက်ရောက်လာပါလေကျွန်တော်တို့လူလူလူပြောပါတယ်ပြိတ္တရခံပါတယ်ရှင်ပြကိုယ်တိုင်ရှောက်ပါတယ်ရှင်ပြကိုခဏတို့ကစော်ကားမော်ကားနဲ့ပြောလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့လောတာဖြစ်ပါတယ်ရှင်ပြ မမလိမ့်ပါနဲ့ရှင်မဒါတန်ခါဆုံးကြီးပါရှင်ရခန့်နေလို့ခင်ဗျာရဲတရားပြည့်ရတာနဲ့ဒီလိုမလုပ်ပါနဲ့နော် ခုတင်ဆက်ခဲ့တာတော့ DVB ရုပ်မြင့်တန်ကြားအစီအစဉ်လေးထက်က Iron Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်တွဲမိမိတို့ရက်သေးသမှဖြစ်ပေါ်နေတဲ့သတင်းအချက်လက်တွေအများနဲ့သက်ဆိုင်တဲ့သတင်းဗီဒီယိုဓာတ်ပုံလေးကိုပေးပို့နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ဇွန်မိုးပဲ။